မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့အနီးတိုက်ပွဲမှာစေးတပ်ဗိုလ်တော်ဦးအပါအဝင်9ဦးပွဲချင်းပြီးတေဆုံးပြီးတော့ခလာရ90တရင်ကနေရွှေ့ပြောင်းသွားတယ်ဗိုလ်မှူးလှမျိုးထုတ်အပါအဝင်၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ10ရက်နေ့ကတီးတိမ်မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုချင်းဒေါ်လာရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာဗျူဟာမူလှမျိုးထုတ်အပါအဝင်တပ်စိတ်တစ်ခုလုံးတိုက်ခိုက်ခံရပြီးတော့စေးတပ်ကဗိုလ်တအူးအပါအဝင်ခွန်အူးပွဲချင်းပြီးတေဆုံးကဗျူဟာမူလှမျိုးထုတ်အပါအဝင်လေးဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒဏ်ရာအပြင်းထန်ရရှိတဲ့စစ်ခွေးတပ်ဘက်ကဗျူဟာမူလှမျိုးထုတ်အပါအဝင်စစ်ခွေး၄កောင်ကိုတီးတိမ်မြို့ဆေးရုံမှာတေပို့ကူတာထားတယ်လို့သိရပါတယ်။ တရင်ကအတီဖြစ်ပါတယ်ဒီတိန်ဆေးုံမှာတက်နေတာပါရှည်တန်းထွက်တာကသူတို့နဲ့အတူတူကတက်စိတ်တစိတ်သူအပါဝင်၁၂ဦးအဲ့ဒီမှာခုနှစ်ကောင်ကပွဲချင်းပြီးတေဆုံးတယ်တေးတဲ့ထဲမှာဆေးရက်ကဗိုလ်တူပါတယ်လို့သိရတယ်ဒီတိန်မျိုးနားကတိုက်ပွဲမှာပါနောက်ဆက်တွဲတေလားရှင်လားတော့အတီပြုတ်လို့မရသေးဘူးသူ့ရဲ့ Facebook အကောင့်ကတော့မတွေ့ရတော့ဘူးလို့ရောလင်းနန်းကကွန်မင့်တက်တာကပြောပြထားပါတယ်ဝမ်ပိုင်းမှာကြည်စံထိမှန်တန်းရညာဘက်ပေါင်ကြည်စံထိမှန်တန်းရတို့ ਨੇ တိတိမျိုးဆေးရုံမှာဆေးကုသမှုခံယူနေရတဲ့ ဗျူဟာမူဘုံမူလှမျိုးထွတ်ဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမှုရဲ့အမိန့်နဲ့ကံကောမျိုးအခြေဆိုင်ခလရ90တရင်ကချင်းပြည်နယ်တီးတိမ်မျိုးအခြေဆိုင်ခလရ269တရင်ကိုအော်တိုဘာလအတွင်းမှာပြောင်းရွှေ့ရသူဖြစ်တယ်လို့သိရပါတယ်။မိသားစုကတော့ပါမယ်မထင်ဘူးယ။ကံကောမှာလည်းသူတရားပွဲမိသားစုကတခြားမှာသူ့ရဲ့မိခင်တရင်ကတက်မခွန်ခွန်မှာရခိုင်ပြည်နယ်နခခ9ပါလဲတာဝန်ကြဘူးပါတယ်။နခခ9ကိုတာဝန်မကြမီသူကမကွေးကိုပြောင်းတယ်။မကွေးကနေမှကံကောကိုရောက်တာ ယောရိသားကိုကလောတက်ငါးငါးနဲ့တမခွန်ခွန်ကတပ်သားတွေရောပြီးတော့ပို့ထားတာတမငါးငါးကိုပြန်ခေါ်ပြီးရင်တမခွန်ခွန်ကိုပြန်ပို့တယ်အဲ့ဒီလိုမျိုးပေါ့ချင်းပြည်နယ်ကိုပြောင်းကစားမှာတော့ချင်းစာမိတော့မယ်လို့ကျွန်တော်တို့ပြောခဲ့ဘူးလေပြီးခဲ့တဲ့မေလ12ရက်နေ့ကလေမရွာလူတက်မှုကသူ့ရဲ့လက်ချက်ပဲလို့ရောလင်းနာကကိုမင်းတပ်သားကရှင်းပြထားပါတယ်ပြီးခဲ့တဲ့မေလ12ရက်နေ့မနေ့နှစ်နာရီခန့်မှာကံကောမြို့နယ်ခလာရ90တိုက်ရင်ကနေထွက်လာတယ်အချမ်းမစစ်ခွေးများဟာ လေမရွာကိုဝင်းရောက်စီးနှင်ခဲ့ပြီးတော့ဂျေးရွာနေကလေးငယ်များအပါအဝင်လူငယ်၁၂ဦးကိုပြစ်တက်ကပြည်သူများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အကြမ်းဆစ်ခွေးများတပ်ဖြတ်သွားတယ်။ပြည်သူ၁၂ဦးဟာအသက်၂၄နှစ်အရွယ်ကျော်စန်းခိုင်အသက်၂၃နှစ်အရွယ်တပ်ပိုင်ဦးအသက်၃၉နှစ်အရွယ်အောင်ကြည်မြင့်အသက်၂၅နှစ်အရွယ်နေလင်းဦးအသက်၂၈နှစ်အရွယ်ညီလေးအသက်၁၉နှစ်အရွယ်ဂျွန်ကိုဝင်း အသက်15နှစ်အရွယ်သည်ဟာလဲအသက်15နှစ်အရွယ်မျိုးသည်ဟာအသက်17နှစ်အရွယ်ရှန်ထွန်အသက်19နှစ်အရွယ်တွန်မြတ်သူနဲ့အသက်23နှစ်အရွယ်မိုင်းဝေတို့ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာလက်နက်6လက်သိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လောဘမာလာဆက်ရှိနေမှာဘလောမျိုးနဲ့ဘလောကြီးပါအုပ်စုအတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်ဆက်ခွေးဆက်ချောင်းကိုတော်လိုင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်ဆက်ခွေးတွေစီကနေပြီးတော့ MA1 တနက်၄လံ MA3 တနက်၅လံနဲ့ခရင်အချုပ်ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို KNDO တရင်ခေါ်ခရင်အမျိုးသားကာကွယ်တပ်ပူးပေါင်းဆက်ချောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်စက်ပင်မာလာ၈ရက်နေ့ကလည်းဘလောမျိုးနဲ့ဖမင်းမစားကြီးပါမှာခလာရ280တရင် အမတာ309တက်ရဲ့အမှတ်7နဲ့တမတော်၄ချိန်ရေးတင်လမ်းကြောင်းကစစ်ခွေးအင်အား40လောက်နဲ့ပူပေါက်တက်ဆွဲထားတဲ့တပ်စခန်းကိုလည်း KNL လေးကိရင်အမျိုးသားလွတ်မြောက်ရေးတမတော်တမဟာလေးလက်အောက်ခံ KNDO တက်ရင်ခေါ်တက်ခွဲနှစ်တက်ခွဲငါ KNL လေးအထူးတပ်ဖွဲ့ပလောပြည်သူကာကွယ်တပ်ဖွဲ့နဲ့တော်လိုင်းပူပေါက်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ18ရက်နေ့ကလည်းပလောမြို့နယ်အင်ပူအင်ဖုံးချေးရွာအုပ်စုအတွင်းကိုစစ်ခွေးတိုက်ရဲ့ခလာရ185တိုင်ရင်ကတက်ဆွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို KNDO နဲ့ KNLA တံများကရိတ်ခါဖြတ်တောက်ပိတ်ဆို့မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့်စစ်ခွေးများအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာနထိုးကြီးလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးဂိတ်စခန်းများကိုဒရုန်းနဲ့နှက်ရက်ဆက်တိုက်ပုံကျဲတိုက်ခတ်ရာစစ်ခွေး၅កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဘမာလာ73ရက်နေနဲ့14ရက်နေတွေမှာမြင်းညာနထိုးကြီးလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဂိတ်ဖွင့်ထားတဲ့ရွာကြီးရွာနဲ့ရွာတဲ့ကြီးရွာအပအဝင်စစ်ခွေးတွေရေချိုးနေတဲ့နေရာများကိုတော်လိုင်းတပ်ဖွဲ့များက drone 50နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုး drone နဲ့တိုက်ခိုက်မှုအတွင်းဒေသခံအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေး9កောင်ဖွဲ့စည်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်ဒါအပြင်ရေချိုးနေတဲ့နေရာမှာရှိတဲ့စစ်ခွေးများလည်းဘုံထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများရှိကလူနာတင်ကားနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်ကျွန်တော်တို့ဘက်က၂ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးအင်အားအထူးကြတော့မသိဘူးပထမရက်ကတော့စစ်ခွေး9កောင်ဖွဲ့စည်းပြီးတိုက်ဆုံတယ်ဒုတိယရက်ကတော့ဘုံထိတဲ့ကောင်တွေကိုကားနဲ့လာတင်သွားတယ်လို့ပြောတယ် ပထမရက်ကငါးကောင်ပွဲချင်းပြီးသေးတယ်ဒုတိယရက်ကအသေးပြတော့မသိရသေးဘူးဒဏ်ရာရတဲ့ကောင်တွေကိုကားတွေနဲ့လာတင်သွားတယ်လို့ပဲသိရတယ်ဒုတိယရက်ကလည်း drone ၅စီးနဲ့ကျဲချတာ drone တစ်စီးဆုံးရှုံးခဲ့ပါတယ်ကျွန်တော်တို့အဖွဲ့မှာတက်ဆောင်အနေနဲ့ဂန်တလက်တော့လိုအပ်နေပါတယ်လို့ Peak Drone Team မြောင်ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်မှာရှိတဲ့ဒက္ခိဏအာယုံရွှေကျင်ဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခြင်းကြောင့်ဖုန်ကြီးကျောင်းများမိလောင်ပြကြခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ16ရက်နေ့မွန်လွဲတနအီကမှအကြပ်စစ်ခွေးတက်ကမတရားမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ဒက္ခိနာအာယုံရွှေကျင်ဖုံးကြီးကျောင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြပ်စစ်ခွေးတက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာဖုံးကြီးကျောင်းဝဲအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ကျောင်းဆောင်နဲ့ဆောင်မိလောင်ပြူကျသွားခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကလက်နက်ကြီးနဲ့ရမ်းပစ်လို့ဒက္ခိနာအာယုံရွှေကျင်ဖုံးကြီးကျောင်းထဲကိုလက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲခဲ့ 去年早上，那场美容表彰大会的，比如的天气道路，我是乌鲁 Voice of Mandarin 的中文速度的表彰大会的，那边，十年来台，十年来没有的。Ae, တူးလေပလောကြေးရွာအတွင်းကိုအကြမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်။နိုဗ ెంబ ာလ16ရက်နေ့မွန်လွယ်တန်တားရီ54မိနစ်ခန့်မှာတနင်္သာရီညနယ်တူးလေပလောရွာကိုအကြမ်းမဆက်တက်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချတက်ခိုက်ခဲ့ပြီးတော့၎င်းဘုံကျဲတက်ခိုက်မှုအတွင်းမှာပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။အကြမ်းမဆက်ခွေးတက်ဟာ၎င်းတို့အာနာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့အုပ်ချုပ်တဲ့နယ်မြေများမှာအတူရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီးတော့လက်လော့ဆောင်ရှုပ်ခဲ့ရတဲ့နယ်မြေဒေသများအတွင်းမှာရှိတဲ့ပြည်သူလူထုကိုအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိနဲ့လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောင်းမြို့နယ်မြောက်ပိုင်းတောင်ခင်ရန်ကြီးရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ရာပြည်သူတအုပ်သေးဆုံးပြီးတော့ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့ည9:46မိနစ်ကစတင်ပြီးတော့ဂံကောင်းမြို့နယ်မြောက်ပိုင်းမှာရှိတဲ့တောင်ခင်ရန်ကြီးရွာကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ စစ်ခွေးတပ်ရဲ့ဘုံကျဲမှုအတွင်းမှာဂျေးရွာနေပြည်သူအမျိုးသားတအုပ်တိဆုံးပြီးတော့အမျိုးသား၅ဦးနဲ့အမျိုးသမီးမအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဘုံကရွာလေကိုကြတာဗျအင်ဂျင်၄၀၀ကျော်ရှိတဲ့ရွာကြီးပါဒဏ်ရာရတဲ့နေရာမှာ၃ယောက်ကတော့နည်းနည်းပြင်းထန်နေမစိုးရင်ရပါဘူး။ခိုင်းတော့ရှိကောင်းတဲ့မနဲ့တေဆုံးခဲ့သလိုအိမ်မွေးတရိတ်ဆန်တွေလည်းတေဆုံးသွားတာရှိပါတယ်လို့ရောလေးနှန်းကတောင်ရှိသူကရှင်းပြထားပါလေ။ကံကောင်းမြို့နယ်မြောက်ပိုင်းနဲ့ကလင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့ခြေဝါးငါးကို အကြမ်းဖက်စိတ်ခွေးတက်ကလေးချောင်းကနေပြီးတော့ပြစ်မှတ်ထားဘုံကျဲတိုက်ခတ်မှုများကြောင်းပြည်သူများသတိပြုနေထိုင်ရရန်ရောလင်းနာကတိုက်တွန်းထားပါတယ်အလားတူပဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ပံပြန်ကြီးရွာကိုလည်းအကြမ်းဖက်စိတ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေဘုံကျဲတိုက်ခတ်ခြင်းကြောင်းပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်းပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ် မနေ့ကနိုဗမာလ16ရက်နေ့ညနေ4နာရီခွဲအချိန်ကမှတပိတ်ချင်းမြို့နယ်လက်ပံပြန်ကြီးရွာကိုအစမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေချောင်းကနေဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ၂ဦးသေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိကောနေတချို့လည်းထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီစဉ်မပြအစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအင်းနဂုံမြို့အခြေဆိုင်ခမရတရားခွန်တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗာမာလ၁၇ရက်နေ့မှာအင်းနဂုံမြို့အခြေဆိုင်ခမရတရားခွန်တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့ရင်းနသားကော်လမ်ထံအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးဟာ MA1 တနက်တလား MA3 တနက်တလား 5.56G 198000တို့ကိုယူဆောင်လာခြင်းကြောင့် ဂုံပြူစုံဝေးများချင်းမြဲတော့မှာဖြစ်တယ်လို့သိရပါဗါတယ်အလဲဝင်လာတဲ့သူတွေကအရင်တော့ကပေါ်တာအစွဲမခံရခင်တော့ကအဆက်အသွယ်ရှိပါတယ်ပေါ်တာဆွဲပြီးတဲ့နောက်မှာသူဖုန်းခံရတဲ့အချိန်မှာလာပြီးတော့ဆက်သွယ်လာလို့ကျွန်တော်တို့နဲ့နီးစပ်တဲ့နေရာကနေချိတ်ဆက်ပြီးတော့တွားခေါ်လာတာပါအလဲဝင်လာတဲ့သူ၄ဦးကပေါ်တာဆွဲခံရတာပါစစ်မှုထမ်းအပတ်စဉ်ခုနှစ်ကပါဂုံပြူစုံဝေးကတော့ချင်းမြဲမှုအစီအစဉ်ရှိပါတယ်လို့မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါဗါတယ် အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာပဲခူးတိုင်းရန်ကုန်တိုင်းနဲ့မကွေးတိုင်းတို့ကဖြစ်ပြီးတော့၎င်းတို့အလုသွားတဲ့အချိန်မှာအချမ်းမဲ့စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ